မော်ရီညိုစတိုင်တူခိုးလို့ပွဲပယ်ခံရပြီမဲ့နောင်နာမရတဲ့မော်ရက်စကာလီဗာပူးကိုနိုင်ရလိုက်တာချက်စီအတွက်ချုံမြင်အောင်ပွဲပါပဲနောက်ကျသွင်းကိုရီနဲ့ကန်ကောင်းနေတဲ့လီဗာပူးကိုနောက်ကျကိုသွင်းကနိုင်ပွဲရလို့လဲချက်စီနီးပြမော်ရက်စကာအပျော်လွန်ခဲ့ပါတယ်မော်ရက်စကာကချက်စီအတွက် SD ဗာကိုအနိုင်ကိုသွင်းယူပြီးနောက်ပွဲနဲ့ပြည့်ဝင်ကကစားသမားတွေနဲ့အတူအပါတရအောင်ပွဲခံခဲ့တာပါမော်ရက်စကာရဲ့အောင်ပွဲခံရတာတစ်ချိန်လုံးကချက်စီတစ်ခေတီထောင်ပေးခဲ့သူနီးပြမော်ရီညိုအတိုင်းဖြစ်လို့ပရိသတ်တွေနှစ်သက်သဘောကျပေမဲ့ပရီးမီးယားလိအဖွဲ့ချုပ်နဲ့ FA ကတော့ကြည့်မရခဲ့ပါဘူး FA ရဲ့ကြီးညာချက်တွေမှာမော်ရက်စကာဟာ မိပြတယောက်မလုံးတဲ့နဲ့အပြုတ်မှုအပြောဆိုကျူးလွန်ခဲ့ပြီးကျန်းတဲ့နဲ့စကလုံးတွေတုံးဆွဲခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။လီဗာပူးတင်းရဲ့ပွဲချင်းအစောပိုင်းမှာဒိုင်ကိုဇော်ရကတက်လို့မော်ရက်စ်ကအဝါကပ်ပြသခံရပြီးအနိုင်ကိုရချင်းအလွန်ကျူးအောင်ပွဲခံတဲ့လို့ရဲ့ကြောင့်အဝါကပ်ထပ်မံပြသခံခဲ့ရတာထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။မာစကာကသူ့လို့ရဲ့ကြောင့်တပွဲပဲပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ဒန်ဂျီပေါင်၈၀၀၀လဲပေးရမှာဖြစ်ပါတယ်။လာမင်နိုရီယန်ဖော်ရက်တင်းရဲ့ပရီးမီးယားလီဂ်ပွဲမှာမော်ရက်စ်ကကွင်းတွင်းကြီးကြပ်ခွင့်ရမှာမဟုတ်ဘဲလက်ထောက်နီးပြကာဘယ်လီရိုကသာအစားထိုးတောင်းဝင်ယူသွားဖို့ရှိနေတာပါ။ 2024ခုနှစ်ဇွန်လမှာချက်စီးတင်ဒီပြဖြစ်လာတဲ့မော်ရစ်ကာကဒုတိယအကြိမ်မြောက်ပွဲပယ်ခံရတာလည်းဖြစ်ပါတယ်။မော်ရစ်ကာကပြီးခဲ့တဲ့2025ခုနှစ်ဧပြီလတွင်ကစားတဲ့ FUAN တင်းတဲ့ပွဲမှာလည်းချက်စီးတို့အနိုင်ကိုကိုနက်တိုက63မိနစ်ရောက်မှသွေးယူပြီးနောက်အကြီးကျယ်အောင်ပွဲခံလို့အဝါကပ်ပြတ်သားခံခဲ့ရသေးတာဖြစ်ပါတယ်။အဲဒီဝါကာက3ကြိမ်မြောက်အဝါကပ်ဖြစ်လို့ပရီးမီယာလီဂ်စီးမင်းတွေရမော်ရစ်ကာတပွဲပယ်ခံရတာဖြစ်ပါတယ်။မော်ရစ်ကာကလီဗာပူးနဲ့ပွဲမှာစိတ်ခံစားချက်အမြင့်ဆုံးရောက်ပြီးအနိုင်ကိုရောက်စိတ်မထိတ်နိုင်ပဲလွတ်ချလိုက်ပုံပါပဲ။ ဘောလုံးကစိတ်ခံစားမှုနဲ့ဆိုင်လို့ဘာမှမစင်စားပဲအောင်ပွဲခံခဲ့တာလို့မာရက်စကာကတော့ဝန်ခံခဲ့ပါတယ်။ဒီပါဘူးကိုအနိုင်ရပြီးအောင်ပွဲခံလို့ထုတ်ပယ်ခံရတာကိုမာရက်စကာကတော့နောင်တမရပါဘူး။ MNS Sport မှာတင်ဆက်ပါတယ်ဘောလုံးနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာကိုကြိုးစားတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ page ကို like and follow လုပ်ပြီးတော့အားပေးဖို့လည်းမမေ့ပါနဲ့တော့။အားလုံးပဲရှင်လန်းချမ်းမြေ့ကြပါသည်ခင်ဗျာ။